ီးခဲ့တဲ့ August လ14ရက်က Wall Street Journal မှာ Facebook အတွက်အတော်လေးကြေရိုက်သွားစေတဲ့ fault မှုသတင်းတစ်ပုဒ်ပါလာခဲ့ပါတယ်။ Facebook အိန္ဒိယရဲ့ပြည်သူ့မူဝါဒဆိုင်ရာအကြီးအကဲဖြစ်တဲ့ Anki Desa အိန္ဒိယအနာရပါတီ BJP ကလူပုတ်ကိုအ ਨੇ ဆုံး၄ယောက်ကိုအရေးယူမှုမလုပ်အောင် တားဆီးခဲ့တယ်ဆိုတဲ့အကြောင်းပါ။ BJP ပါတီကလူတွေဟာသူတို့ရဲ့ Facebook စာမျက်နှာပေါ်မှာအကြမ်းဖက်မှုကိုအားပေးတဲ့ Islam ဘာသာကို မုံတီရေးသားထားတဲ့အကြောင်းအရာတွေကို တင်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီလိုအေးသားမှုတွေက Facebook ရဲ့အမုံစကားဆိုင်ရာစီးမြင်းနဲ့ညီစွန်းနေပေမဲ့ Anki Desk ကသူတို့ကိုအေးမယူဖို့ကန့်ကွက်ခဲ့တယ်လို့ Wall Street Journal ကဖော်ထုတ်ရေးသားခဲ့ပါတယ်။ Anki Desk အနာရပါတီနဲ့အစဉ်ပြေအောင်ပေါင်းပြီး Facebook ရဲ့အိန္ဒိယနိုင်ငံတဲကကြီးမားတဲ့စီးပွားရေးအကျိုးမြတ်တွေကိုကာကွယ်ခြင်းလို့အခုလိုလုပ်ခဲ့တာလို့ဆိုပါတယ်။ အခုလိုမျိုးအာနာယအစိုးရဖွဲ့ဝင်တွေကလူများစုရဲ့အမုန်းတရားတွေကို Facebook ပေါ်မှာဖြန့်ဝေနေတာကို Facebook ဘက်ကမသိကြင်အောင်စောင်းနေဆိုပြီးဆွဆွဲခံနေရပါတယ်ဒါပေမဲ့ဒါဟာ Facebook တွေပထမဦးဆုံးအကြိမ်တော့မဟုတ်ပါဘူးတကယ်တော့မတ်စုကဗက်ဦးဆောင်တဲ့ဒီ American Company ဟာအလားတူပြဿနာမျိုးကိုအိန္ဒိယရဲ့အရှိတ်အိန္ဒိယချင်းနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာလည်းဖြစ်မှုပါတယ် မြန်မာနိုင်ငံဟာရိုဟင်ဂျာမွတ်စလင်တွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာတရားစွဲဆိုခံထားရပါတယ်။လူမျိုးတုံးတပ်ဖြတ်မှုတရားခွင်မှာပူပေါင်းဆောင်ရွက်မှုမရှိခြင်းပြီးခဲ့တဲ့ဇွန်လတုန်းက ICJ တရားရုံးမှာမြန်မာနိုင်ငံကိုတရားစွဲဆိုထားတဲ့အနောက်အာဖရိကနိုင်ငံငယ်လေးဖြစ်တဲ့ဂမ်ဘီယာနိုင်ငံက American Federal တရားရုံးတစ်ခုမှာတောင်းဆိုချက်တစ်ခုတင်သွင်းခဲ့ပါတယ်။ ဲ့ဒီတောင်းဆိုချက်ကတော့2016နဲ့2019မှာနေမြေရှင်းလင်းရေးတွေအတွင်းမှာရိုဟင်ဂျာတွေပေါ်မြန်မာနိုင်ငံကကျူးလွန်ခဲ့တယ်လို့ဆွဆွဲထားရတဲ့ပြစ်မှုတွေအတွက်တာဝန်ခံမှုရှိစေနိုင်မယ့်အရေးကြီးတဲ့အချက်လက်တချို့ကို Facebook စီကနေတောင်းခံတာဖြစ်ပါတယ်မြန်မာစစ်ဘက်အရာရှိတွေစီကစာရွက်စာတမ်းတွေနဲ့ဆက်သွယ်မှုတွေကိုဂမ်ဘီယာနိုင်ငံကတိတိကျကျတောင်းဆိုခဲ့ပါတယ်။နောက်ပြီးတော့ရိုဟင်ဂျာမွတ်စလင်တွေပေါ်လူမျိုးရုံးတပ်ဖြတ်မှုမှာ Facebook က အဆုံးဖြတ်ပေးတဲ့ကဏ္ဍကနေပါဝင်ခဲ့တယ်လို့ကုလသမဂ္ဂအချက်လက်ရှာဖွေရေးမရှင်ကဆွဆွဲလိုက်ပြီးတဲ့နောက်2018ခုနှစ်မှာ Facebook ကဖြုတ်ချထားခဲ့တဲ့တခြားပေတွေအကောင့်တွေစီကနေသတင်းအချက်လက်တွေကိုလည်းတောင်းဆိုခဲ့ပါတယ်။ ICJ မှာရှိတဲ့ဂမ်ဘီယာရဲ့ဥပဒေအဖွဲ့ကသာအခုလိုအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုရရှိနိုင်ခဲ့မယ်ဆိုရင်မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာရိုဟင်ဂျာမွတ်စလင်တွေပေါ်လူမျိုးတုံးတပ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ပြစ်မှတ်ထား အကြမ်းဖက်ခဲ့တယ်ဆိုတဲ့အကြောင်းယုံမတန်တရာဖြစ်ဖွယ်မရှိအောင်တရားရုံးကိုတက်တည်တင်ပြနိုင်မှာဖြစ်ပါတယ်ဒါဟာမြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်ပါဝင်တဲ့1948ခုနှစ်လူမျိုးရုံးတပ်ဖြတ်မှုတာစီရေးဆိုင်ရာသဘောတူစာချုပ်ကိုချိုးဖောက်ခဲ့တယ်ဆိုတဲ့အကြောင်းပြသဖို့အတွက်အရေးတကြီးလိုအပ်တဲ့ကြိုတင်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ Facebook ကတော့ဒီလအစောပိုင်းမှာပဲအဲ့ဒီတောင်းဆိုမှုကိုဖယ်ချခဲ့ပါတယ် ဂမ်ဘီယာရဲ့တောင်းဆိုမှုကအလွန်အမင်းကျယ်ပြန့်လွန်ပြီးအကောင့်တွေကို အထူးနဲ့အကန့်အသတ်မရှိဝင်ရောက်ခွင့်ပေးရမလို့ဖြစ်နေလိမ့်မယ်လို့ဆိုပြီးအမေရိကန်တရားရုံးကိုရှောက်ထားခဲ့ပါတယ်။ဒါပေမဲ့တိုင်းမဂ္ဂဇင်းရဲ့မကြာသေးခင်ကအစည်းအဝေးခန်းစာတစ်ခုအရဂမ်ဘီယာရဲ့တောင်းဆိုမှုဟာအရာရှိ16ဦးစစ်ဘက်တပ်ဖွဲ့မှုနှစ်ခုနဲ့ page တွေအကောင့်တွေကိုတိတိကျကျနာမည်တက်ဖော်ပြထားတဲ့အတွက်အလွန်အမင်းကျယ်ပြန့်တာမျိုးလုံးဝမဟုတ်ဘူးလို့ဆိုပါတယ်။ ဂမ်ဘီယာရဲ့တောင်းဆိုမှုဟာအွန်လိုင်းဝင်ဆောင်မှုပေးသူတွေစီမှာတိုးလောင်ထားတဲ့ကိုရီးကိုရာအချက်လက်တွေရဲ့လုံခြုံမှုကိုကာကွယ်ပေးတဲ့ဥပဒေဖြစ်တဲ့ Story Communication at SSCA အဥပဒေရဲ့အပိုင်းတစ်ပိုင်းကို ချိုးဖောက်ရာရောက်တယ်လို့လဲ Facebook ကရှောက်လဲခဲ့ပါတယ်။ Time Magazine ရဲ့အစီရင်ခံစာကတော့ SCA ဟာနိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေရဲ့တရားမဝင်လုပ်ရက်တွေကို အကာအကွယ်မပေးတဲ့အတွက်အဲ့ဒီညှင်းခုံချက်ဟာတရားမဝင်ဘူးလို့ဆိုပါတယ်။ အပျော်တစ်မျိုး အလုပ်တစ်မျိုးဒီအဖြစ်အပျက်တွေအားလုံးဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းက Facebook ကိုယ်တိုင်ကသူတို့ရဲ့ platform တွေကိုလူတွေကြားစိတ်ဝမ်းကွဲအောင်နဲ့အပြင်လောကမှာအကြမ်းဖက်မှုတွေဖြစ်အောင်လှုံ့ဆော်ဖို့အတုံးချနေတာတွေကိုလုံလုံလောက်လောက်မတားဆီးနိုင်ခဲ့ဘူးဆိုပြီးတရားဝင်ဝန်ခံခဲ့ပြီးချိန်မှာထပ်ဖြစ်လာတာပါပဲအဲ့ဒီတုန်းကသူတို့ကမြန်မာနိုင်ငံပါဝင်အကြက်တဲတွေရင်ဆိုင်နေရတဲ့နိုင်ငံတွေမှာကျွန်တော်တို့ဟာအကောင့်ဘက်ကိုပို့ဆောင်ပေးမဲ့အင်အားစုတစ်ခုဖြစ်ကြောင်း ေချာစေဖို့ပို့ပြီးတော့လှုပ်ဆောင်ရမယ်ဆိုတာသိပါတယ်လို့လည်းထပ်ပြောခဲ့ပါသေးတယ်။ဒါပြင် Facebook ကသူတို့ကိုယ်တိုင်လှုပ်ဆောင်ခဲ့တဲ့လူခွန်ရေးဆိုင်ရာတက်ရောက်မှုစမ်းစစ်ချက်ရဲ့အကြံပြုချက်တိုင်းနိုင်ငံတကာလူခွန်ရေးကြိုးပမ်းမှုတွေကိုစစ်စစ်အကဲဖြတ်ရမှာအသုံးပြုနိုင်တဲ့အချက်လက်တွေကိုတင်ဆက်ထားပြီးမျှဝေပေးသွားမယ်လို့လည်းပြက်ပြက်သားသားပြောခဲ့ပါတယ်။ဒါမှပြည်တွင်းနဲ့နိုင်ငံတကာတိုက်ဝန်းကတိုးတက်မှုတွေကိုပို့ပြီးတော့ထိထိရောက်ရောက်အကဲဖြတ်နိုင်မယ်လို့လည်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ဒီနေ့ချိန်မှာတော့ Facebook ကသူတို့ပေးထားတဲ့ဂရီတွေကို ဖောက်ဖျက်နေပုံရပါတယ်။ဂမ်ဘီယာရဲ့ဥပဒေဖွင့်တဲ့ပူပေါင်းမကူညီပဲ ICJ တရားခွင်မှာအရေးကြီးတဲ့အဟန္တာတစ်ခုဖြစ်အောင် လုပ်နေတာဟာသူတို့ပြောသလိုအကောင့်ဘက်ကအင်အားစုတစ်ခုဖြစ်အောင် ပိုလှုပ်ဆောင်နေတာလုံးဝမဟုတ်ပါဘူး။ဒါဟာမြန်မာနိုင်ငံမှာတာဝန်ခံမှု ရှိစေရေးအတွက်အရေးပါတဲ့နိုင်ငံတကာရဲ့ကြိုးပမ်းမှုကိုကူညီဖို့ပြက်ကွက်နေတာသာဖြစ်ပါတယ်။ ဒီအခြေအနေကစိုးရိမ်စရာ ကောင်းပါတယ်ဘာလို့လဲဆိုတော့ Facebook ကမြန်မာနိုင်ငံမှာအလွန်အမင်းဩဇာလွှမ်းမိုးတဲ့အင်အားစုတစ်ခု ဖြစ်နေလို့ပါပဲ2018ခုနှစ်စတင်ဘာလကကုလသမဂ္ဂအချက်လက်ရှာဖွေရေးမစ်ရှင် IFFM ရဲ့အစီရင်ခံစာမှာမြန်မာနိုင်ငံကတုံးဆွဲသူအများစုတွေ Facebook ဆိုတာအင်တာနက်လိုတောင်းပေါ်ပြခဲ့ပါတယ်။ဒါပြင် Facebook ကိုအမုန်းတရားဖျန်းဖို့အသုံးပြုခဲ့ကြတယ်လို့လည်းမစ်ရှင်က မှတ်ချက်ပေးခဲ့ပြီး Facebook ဘက်ကမုံစကားနဲ့ပတ်သက်လို့တိကျတဲ့အချက်လက်တွေမပေးနိုင်ခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်ရကြောင်းပြောခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်2018 April လတုန်းကလည်းမတ်ဇူကာဘတ်ဟာအမေရိကလွှတ်တော်မှအပြင်းထန်စစ်ဆေးမေးမြန်းခံရခြင်းကမြန်မာနိုင်ငံမှာ အမုံစကားပြဿနာရှိနေတာကိုဝန်ခံခဲ့ပြီးဒီလိုတိကျပါစကားနဲ့ရေးတဲ့အမုံစကားအကြောင်းအရာတွေကိုပုံမထင်းချုံနိုင်ဖို့မြန်မာဘာသာစကားကျွမ်းကျင်တဲ့ဝန်ထမ်းများစွာကို ခန့်အပ်နေတယ်လို့လည်းပြောခဲ့ပါတယ်။ဒါပေမဲ့လေးလကြာမှာ writer တရင်ဌာနရဲ့သုံးသက်ချက်တစ်ခုအရမြန်မာနိုင်ငံရဲ့ Facebook လောကမှာအမုန်းစကားတွေဟာဆက်လက်ကြီးထွားနေစေဖြစ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီတဲကရဝင်းကြတွေကိုရည်ညွှန်းရေးသားထားတဲ့ post ခုမှာတော့ဟစ်တလာကဂျူးတွေကို တိုက်ခိုက်ခဲ့တယ်လို့ပဲ သူတို့ကိုတိုက်ရမယ်ကလားတွေဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ ကလားဆိုတာကမြန်မာနိုင်ငံမှာရိုဟင်ဂျာတွေနဲ့တခြားလူမျိုးစုတွေကိုလူမျိုးရေးအရခွဲခြားပြီးသုံးတဲ့ကြမ်းတမ်းတဲ့အုံတော်တစ်ခုဖြစ်ပါတယ်။2018ဧပြီလတုန်းက Digital သူတွေတီတယောက်ဖြစ်တဲ့ Raymond Sarah တို့က The Guardian သတင်းစာကိုမြန်မာနိုင်ငံပြည်ပခရဲ့အဖြစ်အပျက်စကြောင်းကိုလူဖွဲ့စည်းတွေကလူတစုကပုံဖော်တက်မှတ်နိုင်အောင် Facebook ကထေချာပေါက်ကူညီပေးခဲ့တယ်လို့လည်းပြောခဲ့ပါတယ်။ Sarah တို့ဟာမဘာတာအဖွဲ့ရဲ့ Facebook ပို့ပေါင်း တထောင်ခွဲနေပါကို လေ့လာဆန်းစစ်ခဲ့ပါတယ်။နေကြဆောင်ရဲစခန်းတွေကိုရိုဟင်ဂျာတွေတိုက်ခိုက်ခဲ့တဲ့2019 August နောက်ပိုင်းနဲ့မြန်မာစစ်တပ်ဘက်ကနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်ပြီးနောက်ပိုင်းမှာရိုဟင်ဂျာမုန်တီးရေးစာတွေက200ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။အစိုးရဘက်ကမျက်နှာသာပေးခြင်းအိန္ဒိယနိုင်ငံက Anki Desk ကိစ္စလိုမျိုး Facebook ဘက်ကအစိုးရဘော ပေါ်ပေါ်တင်တင်မျက်နှာသာပေးခဲ့တဲ့တက်တည်ထောက်ထားမျိုးမြန်မာနိုင်ငံမှာပေါ်ထွက်လာတာမရှိသေးပါဘူး။ဒါပေမဲ့လူမှုကွန်ရက်ကုမ္ပဏီကြီးကလူနည်းစုတွေထက်လူများစုဖြစ်တဲ့အစိုးရနဲ့အစိုးရလိုအဖွဲ့အစည်းတွေကိုပို့ပြီးတော့မျက်နှာသာပေးခဲ့ပါတယ်ဆိုတာကို ပြသနေတဲ့တဲလွန်စာတွေတော့ရှိခဲ့ပါတယ်။ဥပမာအနေနဲ့2019စက်တင်ဘာလမှာ Facebook က အစာကိုအန်ဒရရှိသောအဖွဲ့ဖြစ်တက်မှတ်ပြီးပြိပင်ခဲ့ပါတယ်။အစာဆိုတာ2019ဩဂတ်လ25ရက်ကအကန်ပြင်းနယ်မြောက်ပိုင်းကနေကြားဆောင်ရဲစခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ Facebook ကအစာကိုချီကျူးတဲ့ post တွေကိုတောင်ဖယ်ရှားပစ်ခဲ့ပါတယ်။အဲ့ဒီလိုမလုတ်ခင်တလားလောက်မှာမြန်မာဆိုရကအစာကိုအကြမ်းဖက်အဖြစ်ကြီးညာခဲ့ပါတယ်။ဒါပေမဲ့ Facebook က မြန်မာစစ်တပ်ဒါမှမဟုတ်စစ်တပ်နဲ့ဆက်ဆက်တဲ့အကောင့်တွေကိုတော့2018 August လအထိဒီလိုပိတ်ပင်အရေးယူမှုမျိုးလုံးဝမရှိခဲ့ပါဘူးအဲ့ဒီချိန်တုန်းကစစ်တပ်ရဲ့အကြမ်းတမ်းနဲ့မြေလံမိရှုစစ်ဆင်ရေးတွေကြောင့်ရိုဟင်ဂျာကြေးရွာတွေမှာအကြီးကျယ်ပျက်စီးခဲ့ရပြီးရိုဟင်ဂျာ၈သိန်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ရတဲ့အထိကြီးမားတဲ့လူသားချင်းစာနာမှုဆိုင်ရာအကြက်တဲကြီးတစ်ခု ဖြစ်နေခဲ့ပါတယ်ဒီလိုသတင်းတွေအများကြီးထွက်နေပေမဲ့ Facebook အနေနဲ့အရေးယူခဲ့တာမျိုးမရှိခဲ့တာပါ။ဒါပြင်2019ဖေဖော်ဝါရီလမှာ Facebook ကရခိုင်ခြေစိုက်အရခတ်တက်တော် AA ပါဝင်တခြားတိုင်းသားလက်နက်ကိုင်အဖွဲ့ EAO လေးဘွဲ့ကို အန္တရာယ်ရှိတဲ့အဖွဲ့အစည်းအဖြစ်သတ်မှတ်ခဲ့ပါတယ်။အဲ့ဒီလူနည်းစုလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကိုချီကျူးထောက်ခံတဲ့အကြောင်းအရာအလုံးကိုပါကန့်သက်ပိတ်ပင်ခဲ့ပါတယ်။ Facebook ရဲ့အဲ့ဒီလိုပိတ်ပင်ပြီးနှစ်လကြာမှမြန်မာဆိုရက AA ကို အကြမ်းဖက်ဖွဲ့နဲ့တရားမဝင်အသင်းဖွဲ့ဖြစ်တရားဝင်ကြေညာခဲ့ပါတယ်။စိတ်ဝင်စရာကောင်းတာက Twitter မှာတော့ AA နဲ့အာစာနှစ်ဖွဲ့လုံးရဲ့တရားဝင်ကောင်းတွေဆက်လက်ရှိနေတုံးပါပဲ။အဖွဲ့တစ်ခုလုံးကသူတို့ရဲ့ကြေညာချက်ထုတ်ပြန်ဖို့ Twitter ကိုဆက်လက်အသုံးပြုနေကြပါတယ်။မြန်မာနိုင်ငံကတက်ကြွလှုပ်ရှားသူတွေက Facebook ရဲ့လုံးရဲ့ဟာအစိုးရဗတ်လိုက်ပြီးတိုင်းရင်းသားလူနည်းစုတွေကိုစန့်ကျင်တဲ့လုံးရဲ့ဖြစ်တယ်လို့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုချိုးဖောက်တာဖြစ်တယ်လို့အဝေဖန်ခဲ့ကြပါတယ်။ရန်ကုန်အခြေစိုက်လေလာသုံးသက်သူကိုမော်ထွန်းအောင်ကဒေအေအာရီတရင်ဌာနကို Facebook ကအလွန်ကျွန်တက်ကြွပြနေပြီးအရင်တော့ကသူတို့ရဲ့အကြရှုံးမှုရောဟင်ဂျာအရေးခင်းကိုဆိုလိုတာပါ။အဲ့ဒီပေါ်မှာတော့လွန်လွန်ကျူးကျူးတုံ့ပြန်နေတယ်လို့လည်းပြောခဲ့ပါဗျ။လူခွန်ကြီးလေလာသုံးသက်သူတဦးကလည်း Facebook ကချိန်ဝင်ရှာကို စစ်တပ်ဘက်ကိုရိုင်းသွားအောင်လုပ်နေပြီးအစိုးရအတွက်အကြီးကျယ်အထောက်ကူပေးနေတယ်လို့ The Guardian သတင်းစာကိုပြောခဲ့ပါတယ်။မြန်မာပြည်တွင်စစ်ပရိပခမှာတော့အချင်းဝင်ရှာကစစ်တပ်ဘက်ကိုရိုင်းပြီးသားပါ။တိုင်းပြည်ကိုနှစ်ပေါင်း60လောက်တမ္မဏိလက်သီးနဲ့အုပ်ချုပ်ခဲ့တဲ့မြန်မာစစ်တပ်ဟာဗမာလူမျိုးကြီးစိုးတဲ့လူများစုဖွဲ့စည်းကြီးတစ်ခုဖြစ်ပါတယ်။ ကချင်ကရင်ရှမ်းပါဝင်တန်းသားလူနည်းစုတွေပေါ်ကြံတန်းရက်ဆက်တဲ့လောရက်တွေကျူးလွန်ခဲ့တဲ့တမိုင်းအရှိကြီးလည်းရှိပါတယ်။2015မှာဒေါင်ဆတ်စုကြည်ဦးဆောင်တဲ့ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရတက်လာခဲ့ပြီမဲ့စစ်တပ်ဟာတိုင်းပြည်ရဲ့အရေးယာတွေပေါ်မှာဆက်လက်ချုပ်ကန်ထားတော့မှာပဲ။ဒေါင်ဆတ်စုကြည်အစိုးရက2015မှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုစတင်ခဲ့ပြီမဲ့စစ်တပ်ဟာ Facebook ကပိတ်ပင်ခဲ့တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့၄ဘွဲ့နဲ့ပဲ အသေးအံတိုက်ခိုက်ရင်စစ်ပွဲထဲမှာနစ်နေခဲ့ပါတယ်။စစ်ပွဲတွေကြုံများပြီးလက်နက်အင်အားတောင့်တင်းတဲ့စစ်တပ်ရဲ့ထိုးစစ်တွေကြောင့်တိုင်းရင်းသားနေမျိုးတွေမှာအကြီးအကျယ်ပျက်စီးကာပြည်သူတွေနေရက်ဆွန့်ကွာထွက်ပြေးနေခဲ့ရပါတယ်။တကယ်တော့2018ကုလသမဂ္ဂအချက်လက်ရှာဖွေရေးမစ်ရှင်ရဲ့အစီရင်ခံစာမှာ2017ကတည်းကကချင်နဲ့ရှမ်းပြည်နယ်တွေမှာစစ်တပ်ရဲ့လုပ်ရက်တွေဟာစစ်ရာဇဝင်မှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝင်မှုအဆင့်တွေအထိရောက်ခဲ့တယ်လို့ ဖော်ပြထားကြပါတယ်ဒီလိုရှိနေပေမဲ့လည်း Facebook ကစစ်တပ်သုံးပြတဲ့အကောင့်တွေကိုတိုင်းရင်းသားအဖွဲ့၄ဘွဲကိုပိတ်တယ်လို့မျိုးအခုထိမလုပ်သေးပါဘူးအဲ့ဒီအစားဆိုရကိုပဲဗဟုပြုတဲ့ချင်းကပ်မှုမျိုးကို လုပ်နေပုံရပါတယ်ဒီလိုနဲ့လူမျိုးတွန်းတက်ပြက်မှုနဲ့ဆွဆွဲခံထားရတဲ့စစ်တပ်ကိုကုညီတယ်လို့ဖြစ်နေတော့တာပေါ့စီဝါရေးသည့်ပထမတရားမျှတမှုကဒုတိယ ဒါဆိုရင် Facebook ကမြန်မာနိုင်ငံမှာစစ်ဆိုးရဘက်ကိုဘာဖြစ်လို့မျက်နှာပေးရတာလဲအဖြေကတော့အိန္ဒိယမှာလုပ်ခဲ့တဲ့အကြောင်းရင်းနဲ့အတူတူပါပဲဒါကတော့လက်ရှိမှာအပြတ်သက်လွှမ်းမိုးထားတဲ့ပြည်တွင်းဈေးကွက်ထဲကသူတို့ရဲ့စီးပွားရေးအကျိုးမြတ်တွေကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်အစိုးရနဲ့စစ်တပ်နဲ့သက်ဆိုင်တဲ့အကောင့်တွေကိုပိတ်ပင်လိုက်ရင်စေုပ်စုတွေအဖွဲ့တွေကသူတို့ပေါ်အမျက်ထွက်လာနိုင်ပါတယ်ဒါဆိုရင်သူတို့ရဲ့ဈေးကွက်ပေါ်တအူးတဲ့ချုပ်ကန့်ထားနိုင်မှုကိုထိခိုက်လာစေနိုင်ပါတယ် ီလိုလောက်ရက်မျိုးကပြည်သူအများစုအထူးသဖြင့်လူများစုရဲ့အမျက်ဒေါသကိုစွပီးသလိုဖြစ်နိုင်ပါတယ်။အကျိုးမြတ်များဆုံးရခြင်းနဲ့ကုမ္ပဏီတစ်ခုအတွက်တော့ဒါပြည်သူသက်ဆိုင်ရေးအရာအကောင်းဆုံးနိလန့်တစ်ခုမဟုတ်ပါ။ဒါစိတ်ပျက်စရာကောင်းပေမဲ့အံ့ဩစရာတော့မဟုတ်ပါဘူး။နိုင်ငံတကာကော်ပိုရေးရှင်းကြီးအများစုဟာတံမိုးရှိတဲ့ပြည်တွင်းဈေးကွက်တွေမှာသူတို့ရဲ့နေရာကိုထိမ့်သိမ်းခံဖို့ဆိုရင်ဒီလိုပုံစံတိုင်းပဲလှုပ်ဆောင်ကြတာကြီးပါပဲ။ ီလိုလုံနိုင်ဖို့အတွက်ကုမ္ပဏီတစ်ခုဟာအာဏာရှိတဲ့သူတွေနဲ့တင်းငိမ်ချုံးမွေးတဲ့အလို့သဘောဆက်ဆံရေးတစ်ခုရှိဖို့လိုပါတယ်တကယ်တော့မြန်မာနိုင်ငံမှာရှိတဲ့ကုလသမဂ္ဂအကူတောင်မှ2012ခုနှစ်ကရဝင်းကြားတွေတိုက်ခိုက်ခံရချိန်မှာမတိကျင်အောင်ဆောင်ခဲ့တယ်လို့ဆွဆွဲခံခဲ့ရပူပါတယ်ဒါဟာအာဏာရဆိုးရနဲ့အစဉ်ပြေအောင်ဆက်ဆံရေးမပြတ်ချင်လို့ပါပဲအိန္ဒိယအန်ခီတက်စ်ရဲ့ ပေါ်ထုတ်ခံရမှုနဲ့မြန်မာနိုင်ငံကဇလန်းတွေဟာစိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုကိုညွန်ပြနေပါတယ်။ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေဟာအွန်လိုင်းပေါ်မှာဘေးကင်းလုံခြုံတဲ့နေရာတစ်ခုဖြစ်အောင်တည်ဆောက်ဖို့ထက်သူတို့ရဲ့နှစ်စဉ်အမျက်ဆုံးကိုပဲအာရုံစိုက်နေတဲ့အခါငြိမ်ချမ်းရေးတရားမျှတမှုနဲ့တာဝန်ခံမှုတွေကနစ်နာဆုံးရှုံးရပါတယ်။ဒီနှစ်ခေတ်မှာဆိုရှယ်မီဒီယာရဲ့ပြန့်နှံ့မှုကိုကြည့်ရင် Facebook လိုအင်အားကြီးကုမ္ပဏီတွေရဲ့ဒီလိုလောက်ရမျိုးဟာလူများစုထောက်ခံမှုရထားတဲ့ အာနာရှင်အစိုးရတွေကိုအကောင်းအောင်တိုက်ရိုက်အားဖြည့်ပေးသလိုဖြစ်နေပါတယ်။နောက်ဆက်တွဲအနေနဲ့အားနေတဲ့လူနည်းစုတိုင်းရင်းသားအဖွဲ့တွေကိုတိုက်ရိုက်ပစ်မှတ်ထားတိုက်ခိုက်ခံရမယ့်အန္တရာယ်ကြားတဲ့ကိုတွန်းပို့လိုက်သလိုပါပဲ။အထိပယ်ရှိတဲ့မူဝါဒပြောင်းလဲတွေတရားမှန်တာမှုအတူရှင်တွဲနေထိုင်ရင်းနဲ့တာဝန်ခံမှုစားတဲ့တံပိုးတွေပေါ်မှာရိုးသားတဲ့ဂရိကဝတ်တွေမရှိဘူးဆိုရင်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာဒီနေ့ခေတ်အမုန်းတရားတွေပြည့်နှက်နေတဲ့အွန်လိုင်းကမ္ဘာမှာ အကောင့်ထက်အစိုးကိုပိုဖြစ်စေမှာတည်ကြပါတယ်။လက်ရှိချိန်မှာကမ္ဘာအကြီးဆုံးဆိုရှယ်မီဒီယာကုမ္ပဏီကြီးဟာဆိုရင်တော့ဒီလိုရှောင်လွှဲလို့ရတဲ့လမ်းကြောင်းအမှားပေါ်ကိုမြန်မြန်ရောက်အောင်ပူပေါင်းပါဝင်နေပုံ ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ဒီဝီမှာပေါ်ပြထားတဲ့အဆောင်မရှင်အန်ရှုမန်ချော်တရီရဲ့ဆောင်းပါးလက်ရာဖြစ်ပါတယ်ခင်ဗျာ။